မင်္ဂလာပါရှင်ရန်ကုန်ကတဲ့ချန်နယ်နောက်ဆုံးအသတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းမင်းကောလမ်းမှာစစ်တပ်စစ်ကြောင်းတိုက်ခိုက်မှုခါလာ၁၁၀ကျောင်းမှာပိုကြီးမင်းထွန်းစုပါဝင်စစ်သား၅ဦးသေဆုံးပြီးတနက်ခွနလမ်းရရှိစကိုင်းတိုင်းစကိုင်းမင်းကောလမ်းမှာစစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုခါလာ၁၁၀ကျောင်းမှာပိုကြီးမင်းထွန်းစုပါဝင်စစ်သား၅ဦးသေဆုံးပြီးတနက်ခွနလမ်းရရှိကြောင်းယူနီကောပြကြားတဲ့ဘက်အတောင်ရှိသူကပြောတယ်။ ဟောတော်လာစတဲ့အနေစကိုင်းမင်းကလည်းပေါတော်ကြီးအမဖြစ်တွေကိုဖန်စီစစ်စင်းနေအင်အား20ခန်းပေါစစ်တပ်စစ်ကြောင်းကိုယူနီကောပြကြတဲ့ဘွဲကကင်မဝဲအတင်းဆောင်ချိုးပြီးရောတိုက်ခိုက်ခဲ့ကြောင်းအစောပိုင်းတိုက်ပွဲမှာကလာတရား30ကြောင်းမှာပိုကြီးမင်းတွန်စောဘာဝင်းစစ်သားငါအောင်မြင့်မြင့်တင်ဆောင်ခဲ့ကြောင်းတရားစစ်သား15အောင်လည်းထိခိုက်ဒဏ်ရာရှိပြီးပြည်သူတွေထမဆိုင်ကိန်းတဲ့ကားတွေကိုအတင်းလူယူထွက်ပြေးသွားကြောင်းသိရတယ်စစ်ခွေးတဲ့စင်းကထပ်တူတော့မတိရသေးစစ်ခွေးရှင်ဖမ်းမိဖမ်းမိရတော့မရှိဘူးစစ်ခွေးတွေကပြည်သူတွေရဲ့ကားနဲ့ဆိုင်ကိန်းလုပြီးထွက်ပြေးတယ် သူတို့တို့နေရာတိုင်းကမလုံးကျော်မှုဆိုတာပြကျင်တယ်အစိုးရစစ်တပ်စစ်ကြောင်းထံကနေ MA1 တနက်နှစ်လက် MA3 တနက်သုံးလက် MA5 တလက်၆လုံးပြုတ်တလက်အင်နာကတလုံး icon တစ်ခုတင်စီရမိပြီဒေါ်လိုင်းရဲဘော်တောင်ကြာဆုံးခဲ့ကြောင်းပြည်သူများနေဖြင့်စစ်တပ်နဲ့တနိုင်သမျှခံဝေးမှနေထိုင်ကြရင်ယူနီကွန်ပြကြတဲ့ဖွဲ့ကအတည်ပြုတယ် ဆက်လက်ပြီးတော့လက်ပတန်းမှာစစ်တပ်စစ်ကြောင်းတခုလုံးပြောင်းဒေါ်လာရေးတက်တွေတိုက်ခိုင်းဘကုန်းတိုင်းလက်ပတန်းမြို့နယ်မှာစစ်ကောင်စီတပ်စစ်ကြောင်းတခုလုံးပြောင်းဒေါ်လာရေးတက်တွေကတိုက်ခိုက်ရမှာစစ်သား20ကျော်တင်ဆောင်ပြီးအရှင်ဖက်စီရမိသူ10ဦးကျော်ရှိလို့စေးသတင်းမြစ်တင်နဲ့တိုင်းတောင်ရှိသူတွေကပြောတယ်အော်တိုဝါလာ15ရဲ့မှာလက်ပတန်းမြို့နယ်တရားဆောင်ကြားကိုစစ်ကြောင်းဒေါ်လာစစ်ကောင်စီတပ်နဲ့ဒေါ်လာတက်ဖက်တွေတိုက်ပွဲဖြစ်ခဲ့တယ်အသေး20ကျော်ရသူတို့အရှင်10ဦးထပ်မင်းနဲ့ဘကုန်းနောက်ကျန်စေးသတင်းမြစ်ကပြောတယ်ဒါအပြင်လက်နက်အလက်20ဝင်ကျင်တဲ့ ဆယ်သုံးဆောင်ပြည်စည်တင်ရခဲ့တဲ့ဆယ်ကောင်စီတသားတင်ဆောင်မှုနဲ့အရှင်ဖမ်းမိရတဲ့ကိုတာရီခိုင်တဲ့383ညနေတက်ခွဲနေတဲ့တက်ခွဲကအတည်ပြုတယ်ကျွန်တော်တရင်ထုတ်ပြန်ပြီးမှဖြေချလို့ရမယ်လို့တရင်383ညနေတက်ခွဲနေတောင်းရှိသူကပြောတယ်အတော်ပါတီရနေ့ကလည်းလေဗရန်မြို့နယ်မှောင်ရအောင်စုကမ်းပြော်ကြီးကြားမှာစစ်မှုထမ်းခြေကောက်ပြီးထွက်ခွာလာရင်20ကျော်ပါစစ်သားနေရီကိုတိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှောက်သေးပြီးတနက်နက်လက်နဲ့ခန်းချိုရရှိခဲ့ပါတယ်ဆက်လက်ပြီး KIPDF ကန့်ကွက်ကြောင်းစစ်တပ်က ဘူတောင်ဒေသခံတွေကိုစက်တောင်ွယ်ပေးပြီးဆန္ဒပြခိုင်းကချင်ပြည်နယ်ဘူတောင်မြို့ရှိ KIA KPD ရဲ့တပ်ဖွဲ့ဝင်17ဦးလက်နက်ချအလင်းဝင်လာကြောင်းစေကောင်စီထောက်ခံသူတွေကအော်တိုဘလဆက်သွဲနေမှာတရင်မိုင်းနဲ့ဝါရဖြတ်နေကြောင်းကချင်လွတ်လပ်ရေးတမတော် KI တရင်ပြန်ကြိုင်ဌာနကအော်တိုဘလ15နေ့ညနေပိုင်းမှာဖော်ပြရတယ်။မြစ်ချင်းနာမြို့ချင်းဆိုင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ KI တပ်ဖွဲ့မှစေကောင်စီတန်းလင်းဝင်လာသူတွေကိုမိဘတွေထံပြန်လည်အနှံ့နဲ့ဆိုပြီးဓာတ်ပုံတွေနဲ့အတူလူမှုကွန်ရက်မှာဖြန့်ဝေလာရပေါ် KI ကအခုလိုရှင်းလင်းခဲ့တာ။တားပြန်အော်တိုဘလ9ရက်ကလည်းပူတာအောင်မြို့ခလန်ဘူးတင်တာပြည်သူတွေကို တိုင်းနာတုံးမလာမနေရမိန်ထုတ်ပြတော့တုံးလင်ရဲ့ချက်တထောင်ခွဲစီပေက KI ကို KI ကမလူလာကြောင်းဆန္ဒပြောဆိုမှုတွေပြုလုပ်ခိုင်းကြောင်းဒေသခံတွေကိုကိုးကားပြီး KI သတင်းပြန်ကြားရေးဌာနကဖော်ပြတယ်။အဲဒီဆန္ဒပြမှုဟာစစ်တပ်ကအတ္တမဖိအားပေးခိုင်းစရာဖြစ်တယ်လို့လည်းဖော်ပြတယ်။ပြည်သူစစ်တွေလုံခြုံရေးယူပြီးပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲနဲ့ပတ်သက်ပြီးပြည်ပရောက်ရဝံလူမျိုးစုဖွဲ့စည်းရှိကအော်တိုဘားလ10မှာသဘောထားကြေညာချက်ထုတ်ပြန်နေအော်တိုဘားပထမပတ်တွင်ကခေါင်းလက်ဖူးနဲ့ဗိုတာအုံမှဒေသခံပြည်သူတွေအမေရိကန်စစ်ကောင်စီရဲ့အပေါင်းပါတဲ့ဥဆောင်မှုနဲ့ပြုလုပ်တဲ့လူမှုဆန္ဒပြပွဲဖြစ်တယ်လို့ဆိုရဲစစ်ကောင်စီက KIU PDF ပူပေါင်းတက်ရှင်နေရာတွေကိုထိုးစစ်ဆင်အောင်သာမကပြည်သူတွေထင်မြင်လွယ်မှစေမယ်မဟုတ်မှန်တဲ့တွင်နေထုတ်ပြန်တာစစ်တပ်လုံနေကြနီလက်နေတာဖြစ်တယ်လို့ KI တရင်ပြန်ကြားရေးဌာနတာဝန်ခံပုံမှုကျင်းတော်ဘုကပြောကြားကြောင်းလဲအော်တိုဘားလ15ရက်နေ့ညတရင်ဖော်ပြချက်မှာထည့်သွင်းဖော်ပြတယ်။ ဆဲကောင်ဆရာကချင်ဒေသကလက်လွတ်ဆုံးရှုံးထားတဲ့မြေတွေပြန်ရဖို့ပြည်သူစစ်တေအားအသုံးပြုပြီးထိုးစစ်စင်တိုင်းလှုပ်ဆောင်နေလို့လန်ဆဲဝိုင်းမော်ဖခတ်မြို့နယ်မှာကဲဘူဖော့တက်နဲ့တိုက်ပွဲဖြစ်ပွားနေပါတယ်။ဒါပြင်ကဲကမျိုးသိန်းစစ်စင်ဖော်ဆောင်နေတဲ့ပုံပေါ်မှာလည်းတိုက်ပွဲတွေတောင်းဆောင်ဖြစ်ပွားနေပါတယ်။ဆက်လက်ပြီးနေရီကံပြောအပြီးသက်သိမ်းပိုင်းအနေငယ်ပဲကျန်တဲ့နေရာချုပ်ကိုဆက်လက်ထိုးစစ်စင်တွေအေကထုတ်ပြန်မကွေးတိုင်းကဖဲမြို့နယ်ကနေရီကံပြောင်းကုန်းကိုပြီးသက်သိမ်းပိုင်နိုင်မှုလက်ချက်နေရာချုပ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးဘန်းနောက်မြို့နယ်ကစစ်ကောင်စီ point scan တခုကိုတင်ယူလိုက်တယ်လို့အေကထုတ်ပြန်နေ ရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေဖြစ်တဲ့မကွေးပဲခူးနဲ့ရောင်ရီတိုင်းနယ်ကတိုက်ပွဲတွေပြင်းထန်တဲ့ဒေသတွေဆေးချင်းတွေကိုအေကအောက်တိုဘာ15ရက်ညမှာထုတ်ပြန်တာပါ။နိုင်ငံပြည်အကုန်ကိုပြီးသက်တိမ်မနိုင်မှုလက်ချက်တွေအချို့သာကျန်တော့ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ကဲတော့ကစင်ကလေးအထွက်ပြေးနေတဲ့စစ်သားတွေနဲ့နေရာချို့မှာတိုက်ပွဲတွေဖြစ်နေလို့အေကတရားဝင်ထုတ်ပြန်လာတယ်။ဒါအပြင်လက်နက်ချအလင်းဝင်ရောက်သူတွေကိုလည်းစစ်တုံးမဲ့ဥပဒေနဲ့အညီလက်ခံထားကြောင်းသိရတယ်။ အထိနာနယ်တက်မ69လောက်ခန့်တန်းရင်တွေကိုလည်း August 10တင်ပါလာမှာနောက်တန်းပြန်ပို့ပြီး၎င်းတန်းရင်တွေအစားရှမ်းပြည်နယ်တောင်ပိုင်းချင်းဆိုင် MSN ကိုစစ်ဆေးကိုကဲမှုဌာနချုပ်လောက်ခန့်တန်းရင်တွေကိုပို့ဆောင်ခဲ့ပါတယ်အင်းနဲ့မဟာမိတ်တွေကထုံးစင်ချိန်မြင့်လာကြောင်းစတရီမာလောက်ကွန်ပိုင်းနဲ့အော်တိုဘလဇန်တိုက်ပေါ်တွေမှာဆက်ကခဆက်ခွန်ထိနာကြတဲ့ဆက်ကခဆက်ခွန်ကအရာရှိပိုင်းတွေဟာနိုင်ငံကံပြောင်းကနေအော်တိုဘ9ရက်နေ့ကလေးကဆုံးခွာသွားလို့သိရတယ် တောင်ကုတ်ပန်းတိုင်းလမ်းပိုင်းမှာလည်းတိုက်ပွဲပြင်းထန်နေပြီးပန်းတော်မြို့နယ်ပကံကွင်ကျင်းရတောင်ဘက်6ကီလိုမီတာအကွာကစစ်ကောင်စီစကန်63လုံးပွိုင်ကုန်းကိုတည်ယူနိုင်ခဲ့လို့ထုတ်ပြန်ပါတယ်။လက်ရှိမှာစစ်တွေမြို့နီးပဝင်းကျမလည်းလက်နက်ကြီး drone တွေနဲ့အပြန်အလှန်တိုက်ခိုက်မှုတွေပုံမှုပြင်းထန်နေပြီးအေရဝတီတိုင်းရေကျင်းမြို့နယ်ဆက်ဆက်ရွာကြာနီးမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေရလို့သိရတယ်။ဆက်ဆက်ရွာကြာဟာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့ရေကျင်းနဲ့လေမျက်နှာမြေသားမှာရှိပြီးအပြင်းပြင်းတိုက်ပွဲမှာအထင်အားလို့လေကြောင်းကနေပြင်းထန်ပုံစံနဲ့လို့တင်ရရှိပါတယ်။ မကွေးဘကုန်းနဲ့အယောင်ရီတိုင်းနဲ့ကရခိုင်ပြည်နယ်နဲ့နေဆက်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ဆက်တဲ့သတင်းတွေကိုဆက်လက်ထုတ်ပြန်ပေးသွားမယ်လို့အေကာတီပေးတယ်။ဆက်လက်ပြောနေကံပြောပြီးသက်တိမ်ပိုင်ရဲ့နေငယ်ပင်တန်တဲ့နေရာချို့ကိုဆက်လက်ထိုးစစ်ဆင်နေလို့အေကပြောဆိုပြန်။မကွေးနိုင်ငံဖက်မြို့နယ်ကနေကံပြောကုန်းကိုပြီးသက်တိမ်ပိုင်နိုင်မှုလက်ကျန်နေရာချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေပြီးဘန်နောက်မြို့နယ်ကစစ်ကောင်စီဘက်ကခုကိုတန်းယူခဲ့လို့အေကထုတ်ပြန်ပါတယ်။ ။ရန်ပတန်လက်ပိုက်နီးကဂျေဇုစကန်ဖြစ်တဲ့နယ်ရေကန်ပြွာကုန်းကိုအင်းနဲ့မဟာမိတ်တွေကပြီးခဲ့ဖေဖော်ဝါရီလမှာထိုးစစ်ဆင်ခဲ့တယ်။အဲဒီချိန်အချိန်တုန်းကဒေသတွင်စစ်ရေးနဲ့ခုခံစစ်တွေကိုတမ69ကတာဝန်ယူခဲ့ရပါ။ဂါဂစ်စကန်တွေကိုအင်းနဲ့မဟာမိတ်တွေကတခုပြီးတခုတန်းယူနေပြီးအထည်နာနဲ့စစ်ကောင်စီတမ69တမ69တမမူပုံမူကြီးတမကျော်လဲမိလာတွေမှာပြန်ဖန်ခံခဲ့ရပါတယ်။လက်ရှိမှာစစ်တပ်မျိုးနီးပဝင်ချင်မှလည်းလက်နက်ကြီး drone တွေနဲ့ပြန်လည်တိုက်ခိုက်မှုတွေပုံမူပြင်းထန်ပြီးအေယာဝတီတိုင်းရေကြီးမျိုးနဲ့ဆက်ဆက်ရကြံဒီမှာလည်းတိုက်ပွဲတွေဆက်ဖြစ်နေပါတယ်။ မကွေးဘကုန်းနဲ့အရာရီတိုင်းတွေကရခိုင်ပြည်နယ်နဲ့နယ်စပ်ဒေသတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးနောက်ဆက်တဲ့သတင်းတွေကိုဆက်လက်ထုတ်ပြန်သွားမယ်လို့အင်ကာတီပေးတယ်။ဇာရပီရန်ကုန်တိုင်းတကုံမြို့တင်မြောက်ပိုင်း32ရပ်ကွက်မှာအောက်ချုံရီမှုကြောသိန်းတဲ့ဘွဲကနေကင်ချိန်လူငယ်တွေကိုဆက်မှုတန်းအတွက်ပေါ်တာဆက်ဖန်စီဇလင်းမော်လေပေါ်တာဆက်ဖန်စီမူရိဇက်တိုက်ဖြစ်နေစေရန်ကုန်တိုင်းတကုံမြို့တိမြောင်ပိုင်းမြို့နယ်အမှတ်32ရပ်ကွက်မှာနေကင်းချင်း ။ရောက်ကောင်းအဆောင်မူကြသိနေဖွဲ့ကလူငယ်တွေကိုစစ်မှုတန်းအတွက်ပေါ်တာဆက်ဖန်စီနေကြပေါ်တာဆက်ဖန်စီကလူငယ်ချွဲမိဘဆွေမျိုးတွေကပြောတယ်။ရခိုလာအတွင်းဖွင့်လင်းမဲ့စစ်မှုတန်းပတ်စဉ်ဆက်ရှိအတွက်တတ်မှတ်လူငယ်ရေးအတွက်မပြည့်မီဦးဆောင်ပြကတကုံမျိုးသစ်မြောက်ပိုင်းမျိုးနဲ့အမှတ်32ရက်ကအောက်ချုံရမှုကြောသိနောက်လိုက်တဲ့ဘက်ရဝင်းထွေနဲ့ထောင်ထွက်သူတွေကနေကင်ချိန်လူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖန်စီကြောင်ဖန်စီရရွှဲလူငယ်တွေနဲ့မှငွေကြေးတနိုင်သူတွေကိုလူငယ်တဲအောင်လင်းအနည်းဆုံးသိန်း90နဲ့ပြန်လည်ရေးခိုင်းနေကြောင်သိရတယ်။ 32ရက်ကွက်အုပ်စီကြော်တဲ့နောက်လိုက်ရဲဝင်ထွင်တဲ့ထောင်ထက်တကူတိုက်နေကင်းချိန်လူငယ်တွေကိုလိုက်ပေါ်တာဆွဲရရက်ကွက်ထဲကနေမဟုတ်ဘူးကာမက်တိုင်လမ်းကျိုလမ်းကြောင်းတွားရသူတွေကိုပါဆွဲရပြီးရင်ဝင်ညစ်တဲ့ဝင်ပေးနိုင်စစ်မှုတန်းပို့ပါရင်အလားတူမကွေးတိုင်းစလင်းမြို့နယ်တဲ့ရှီလန်ပိုင်နယ်မြို့ပေါ်ရက်ကွက်တို့မှာလည်းအစက်ဖက်စစ်တပ်ကလူငယ်လေးကိုပေါ်တာဆွဲဖန်ဆင်းခဲ့ကြောင်းပြည်သူညီနောင်စလင်းတရင်တောင်အကန့်ကိုပြည်သူကပြောရင်အော်တိုဘလော့ဆက်သွဲညပိုင်းစလင်းမြို့နယ်ဆင်ဖြူကျွန်းစလင်းလမ်းပိုင်းမှာမိကင်းမြမ Wi-Fi company ဝန်ထမ်း35နှစ်ရဲ့အမျိုးသားလူငယ်နှစ်ဦးကလည်း အလောက်ကပြန်လာစဉ်ကျန်းဖန်စစ်တပ်ကပေါ်တောင်ဆွဲဖန်ဆင်းခဲ့ကြောင်းထို့အတူအော်တိုဘလ15ရက်နေ့ညနေ9:30မိနစ်ခန့်ကျင်းစလင်းမြို့ပေါ်မှာကျန်းဖန်စစ်ကောင်စီတပ်သားတွေနဲ့ဗျူစောထိပ်ကသနတ်တွေပြပောက်ပြီးမြို့ရဲနဲ့ရက်ွက်တွေများအတွင်မှာလူငယ်တွေကိုဖန်ဆီးပေါ်တာဆွဲခေါ်ဆောင်သွားကြောင်းဖန်ဆီးထားတဲ့လူငယ်တွေကိုစလင်းမြို့မှာရဲစခန်းမှာချုံနှောင်ထားကြောင်းသိရတယ်။မလားတူအော်တိုဘလ12ရက်နေ့ကလည်းစလင်းမြို့နယ်စိတ်ကြီးကျန်းကိုစစ်တပ်ကဝန်ရောက်ဆင်းနေပြီးလူငယ်တွေကိုပေါ်တာဆွဲဖန်ဆီးသွားခဲ့ခြင်းဖြစ်ပါတယ်။နောက်ဆက်အောင်ပေးကြတဲ့အတွက်ထူပင်ကျေးဇူးတင်ရှိပါတယ်။